ားလုံးပဲမင်္ဂလာပါ and network ကနေချိုးဆိုပါတယ်ကျွန်တော်တို့အခုတလော့အဖြစ်များနေတဲ့ KBZ Banking မှာငွေလွှဲတိုင်းငွေလွှဲတိုင်းမှာအဝိုင်းကြီးလဲပြီး transition တိုင်းအောင်ပြဿနာတွေနောက်တစ်ခုက fiber သုံးမရပဲနဲ့ internet connection တိုင်းအောင်ပြဿနာတွေ no internet ပြဿနာတွေနောက်တစ်ခုက website တွေဝင်တဲ့အချိန်မှာ connection တိုင်းအောင်ဘာမှသုံးမရတာမျိုးတွေဖြစ်နေကြပါတယ်ဒါကဘာကြောင့်ဖြစ်လဲဆိုရင်အစိုးရရဲ့ ISP firewall level မှာ အများအပြား domain name fitter လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ domain name တွေကိုသက်ဆိုင်ရာ domain name တွေသူတို့မသုံးစီရှင်တဲ့ domain name တွေကို fittering system နဲ့ပိတ်ဆို့ထားတဲ့အချိန်မှာမလိုလားအပ်တဲ့ ISP ရဲ့ public DNS တွေပါပိတ်မိနေရမျိုးတွေဖြစ်တတ်ပါလေဒီပြဿနာကိုကျွန်တော်တို့အထိုင်အလျောက်ဘယ်လိုဖြေရှင်းမလဲပေါ့ဥပမာကျွန်တော်တို့ကအတန် single ကိုသုံးနေဆိုရင် KVZ banking ကနေပြီး transition တစ်ခုပြုလုပ်တိုင်းပြုလုပ်တိုင်းမှာအဝိုင်းလဲပြီးတော့ no connection တို့ internet connection တိုင်းအောက်တို့အဝိုင်းလဲပြီးတကြာကြီးငွေလွှဲရတာမျိုးတွေ fiber မှာဆိုရင် line မတက်လာပဲနဲ့ no internet connection ဆိုတာမျိုးတွေပေါ်လာတတ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင် android ပုံမှာလည်းဖြေရှင်းလို့ရတယ်လို့ wifi နဲ့ရှေ့ဆက်ထားရင်လည်းဖြေရှင်းလို့ရပါတယ် okay ကျွန်တော်တို့ကပထမဆုံးဖုန်းရဲ့ setting တွေကိုတွေ့ပါမယ်ပြီးရင်ကျွန်တော်တို့က DNS ဆိုတဲ့ဟာလေးကိုရိုက်ရှာပါမယ် ါဆိုရင် DNS address to private DNS ဆိုတာလေးတွေကိုကျွန်တော်တို့ဝင်မယ်ကျွန်တော်တို့ဖုန်းအများစုမှာဘာမှ config မချထားသေးဘူးဆိုရင်တော့ private DNS အနေထားမှာ auto အနေနဲ့ပဲရှိနေမှာပဲဖြစ်ပါတယ်ပါကြောင့် auto အနေနဲ့ရှိနေလဲဆိုတော့ကျွန်တော်တို့သုံးဆွဲတဲ့ ISP ရဲ့ DNS ကို auto ချိန်နေမှာပဲဖြစ်ပါတယ် ဒီပြည်တနာကတချို့ domain name တွေမှာဖြည့်ရှင်းနိုင်ပေမဲ့တချို့ ISP domain တွေမှာတော့အလုံးမလုပ်ပါဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့က Google ရဲ့ DNS ကိုတိုက်ရိုက်ယူသုံးမှာဖြစ်ပါတယ်ဒီ DNS ကိုပြောင်းလဲလိုက်လို့ကျွန်တော်တို့ရဲ့ security ရှိုးဖောက်မှုကဘာရှိလဲဆိုရင် security ရှိုးဖောက်မှုမရှိပါဘူး Google ရဲ့ DNS ကိုယူသုံးတာဒီကျွန်တော် VPN နဲ့မတူပါဘူးတချို့ကငွေလွှဲမယ်ဆိုရင် ကျွန်တော်တို့ဒီ VPN ခံလိုက်လို့ငွေလွှဲလို့ရတယ်ဆိုပြီးအလွဲတကူအသုံးမပြုတင်ပါဘူးမလုံခြုံတဲ့ VPN နေကနေတဆင့်ပေါ့နော်ကျွန်တော်တို့ရဲ့ privacy security တွေအများကြီးရှုပေါက်ခံရနိုင်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က skip file DNS tail ကိုဝင်မယ်ပြီးရင် DNS ရဲ့စာဝင်ပြီဆိုရင်သူ့ရဲ့အနေထားဒီပုံစံလေးဖြစ်နေမယ်ဒီပုံစံဖြစ်နေရင်ကျွန်တော်တို့က dns.google ဆိုပြီးရိုက်ထည့်လိုက်ပါမယ် ဒါဆိုရင်ကျွန်တော်တို့ကအင်တာနက်အသုံးပြုတဲ့အချိန်မှာ Google ရဲ့ DNS ကိုတိုက်ရိုက်ယူသုံးမှဖြစ်တဲ့အတွက်တချို့ဝင်မရတဲ့ website တွေအသုံးပြုမရတဲ့ website တွေကိုအထိုက်အလျောက်ကျွန်တော်တို့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးတာသည် website တိုင်းကိုအလွယ်တကူဝင်လို့ရတဲ့ VPN ကိုကြော်တဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးတနည်းအားဖြင့်အစိုးရကဖွင့်ပေးထားတဲ့အသုံးပြုခွင့်ပေးထားတဲ့ Viber တို့ ဘန်ကင်းအက်တွေမှာအရာတက်နေတဲ့အကြောင်းအရာကိုအလွယ်တကူဖြေရှင်းတဲ့ပုံစံပဲဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့က Wi-Fi နဲ့ရှိတ်ထားတယ်ဆိုရင်တချို့ Wi-Fi တွေမှာကသက်ဆိုင်ရာ ISP ရဲ့ gateway ကိုပြန်ညွှန်းတာရှိပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့ gateway ကိုပြောင်းဖို့လိုပါတယ်။ gateway ကိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဥပမာပေါ့ router အများစုကတော့ DHCP ပုံစံမျိုးနဲ့လာမယ် IP setting မှာပေါ့နော်။ DHCP ပုံစံမျိုးနဲ့လာမယ်ဒီ DHCP ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့က static network ပြောင်းမယ်ပေါ့ဒီ static network ဒီဥပမာကျွန်တော်သုံးထားတာက 192.168.2. network မှာသုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ IP ကဒီ2.11ဆိုတာဒီကျွန်တော်ကိုယ်တိုင်ထည့်ထားတဲ့ IP ဖြစ်တယ် အကိုအသုံးပြုမဲ့ IP ရပေါ့နော်ကျွန်တော်တို့ရဲ့ network တစ်ခုကိုတော့ဘယ် IP သုံးနေရဆိုတာကျွန်တော်တို့သိရမယ် wifi သုံးနေရဆိုရင်အိမ်သုံး router တွေမှာဆိုရင်မူရင်း config 1.0နဲ့ပဲလာတယ်ပေါ့နော် 1. တော့အဲ့ဒီတော့ကျွန်တော်တို့ရှင်းရမှာကအိမ်မှာသုံးတဲ့ wifi အများစုပေါ့ကျွန်တော်ကိုယ့်ရဲ့ gateway နဲ့ပတ်သက်ပြီးတော့ 1. တော့ကျွန်တော်အသုံးမများတဲ့ IP ဒီ254 ဒါဆိုပထမတလုံးအတွက်ရမယ်နောက်ထပ်တခြားဖုန်းတွေထပ်ရှိမယ်ဆိုရင်တော့မတူညီတဲ့ IP တစ်ခုရှင်းစီကိုပေးရမှာပဲဖြစ်ပါတယ် router ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့အသုံးပြုတဲ့ gateway router ကိုကြည့်ရမှာပဲဖြစ်ပါတယ် gateway ကကျွန်တော်တို့က1.1နဝက်3နာရှိတယ်2.1နဝက်3နာရှိတယ်ကျွန်တော်တို့အသုံးပြုတဲ့ router ရဲ့ gateway ကိုထည့်ပေးရမယ်ဒီ private LAN ကတော့ကျွန်တော်တို့ D24 ပဲထားလို့ရတယ်နောက်တစ်ခုက DNS. DNS ပေါ်ဒီမှာဆို DNS ပါလာပြီး ျွန်တော်တို့က Google ရဲ့ DNS ကိုထွက်မှာဖြစ်တဲ့အတွက် DNS 1မှာ8.8.8.8ကိုထည့်မယ်ဒီမှာဆိုရင်တချို့က DNS 1မှာတင်ဘယ်ဟောင်းညွှန်းထားလဲဆိုရင်ကျွန်တော်တို့ရဲ့ gateway ကိုတချို့ညွှန်းထားတာရှိပါတယ်192.168.2.1 router ရဲ့ gateway ကိုညွှန်းထားတာရှိတယ်ဒီ router ရဲ့ gateway ဒီတချို့ public ID အဲတချို့ private IP တွေမှာအလုံးမလုံးဘူးပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့က Google ရဲ့ DNS ကိုတိုက်ရိုက်သုံးတာပဲဖြစ်ပါတယ် โอเคဒါဆိုကျွန်တော်ကဒီ IP address နေရာမှာကျွန်တော်ရဲ့ IP ကိုထည့်မယ် message.2. ကျွန်တော်သူများမသုံးတဲ့ network ကိုထည့်မှာဖြစ်တဲ့အတွက်2.253ကိုထည့်လိုက်မယ်โอเคဒါဆို2.1ကျွန်တော်ကဒီပုံစံအတိုင်းထည့်ထားတယ်ဒါဆို static ဒီ static IP ဒီကျွန်တော် DHCP server connection မဟုတ်တဲ့အတွက် static ကကိုကိုတိုင် manual ထည့်တဲ့ IP တစ်ခုပဲဖြစ်ပါတယ်ကိုရဲ့ဖုန်းကို IP အသေးပေးလိုက်တဲ့ပုံစံမျိုးပါပဲเนาะ โอเคဒါဆိုရင်တော့အကုန်လုံးအင်တာနက်ကလည်းပြန်ရှိလာမယ်အကုန်လုံးကလည်းအဆင်ပြေသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်